ဒုတိယအကြောင်းကာလာရှိအနာယူရမယ်ဘန်ဂျမင်ရှက်ကိုပရိသတ်အားလုံးပဲမင်္ဂလာပါခင်ဗျာ United Diary ပိုင်းကိုထွင်ရ YouTube Facebook နဲ့ TikTok ကိုကြည့်ရှုနေပရိသတ်ဒီအားလုံးပဲစိတ်ချမ်းသာညီကိုကြပါညီပြေဆုံးကြပါစေခင်ဗျာဒေါက်တာပြီးခဲ့တဲ့အတာကျွန်တော် Tottenham Hotspur အသင်းရဲ့ပွဲစဉ်မှာဆိုရင်တော့ Manchester United အသင်းရဲ့တိုက်စစ်မှုဘန်ဂျမင်ရှက်ကိုကတော့ဒါကျွန်တော်တို့ကျွန်တော်ဒုတိယ ရရှိပြီးတော့ကာလရှိအနာယူပါတော့မယ်လို့သိရှိရပါတယ်။ဆိုတော့ဒီအခြေအနေမျိုးမှာကျွန်တော်ကပွဲပြီးသတင်းလာရှင်းလေးပွဲမှာနီးပြအာဟိုဘင်အမ်ဘော်ရဲ့အနေနဲ့ကသူ့ကစားသမားတွေတိတ်ပြီးတော့မစိုးရိမ်ရဘူးလို့ပြောပေမဲ့လက်ရှိအခြေအနေကြတော့ဒါဘန်ဂျင်ဆက်ကွဲဒုတိယအသည်ကျွန်တော်တကယ်လေးကိုစိုးရိမ်ချာကောင်းနေရလဲဖြစ်ပါတယ်။အဲ့တော့စပါတင်းနဲ့ပွဲစဉ်မှာဆိုရင်58မိနစ်မှာကျွန်တော်ကမဇာဝီနဲ့လူလဲလူသားလဲပြီးတော့ဝင်ရောက်လာပြီးတဲ့နောက်မှာ ါသူတို့အနေနဲ့ဒါ88မိနစ်ပါပေါ့နော်ဒီလိုမျိုးဒါဘန်တဗန်နဲ့ထိခိုက်ပြီးတော့သူ့အနေနဲ့ဒါဒုတရာရရှိသွားခဲ့တာဖြစ်ပါတယ်အဲအဲ့ဒီအခြေအနေမျိုးဒီဒါဘန်ဂျမင်ရှက်ကိုနေရဲ့ဟိုနည်းနည်းလေးထပ်ပြီးတော့ဒါမြန်ဆန်နေခဲ့မယ်ဆိုရင်တော့သူ့အနေနဲ့ဒီလိုတရာရချင်မှရမှာဘာလို့ဆိုတော့သူဒီဒါဒီအခြေအနေဒီ base chat အနေနဲ့ဒါဘောလုံးတယောက်တည်းဆွဲပြေးသွားပြီးတော့တော့ဂိုးကန်သွင်းဖို့အခြေအနေရခဲ့နေတာမျိုးမှာတုံဆိုင်နေခဲ့တာဖြစ်တဲ့အတွက်ဘန်နမန်ကဝင်ရောက်ဖြတ်ထုတ်ရတာကနေ ဒါဒီလိုမျိုးဒဏ်ရာရရှိသွားတာဖြစ်ပါတယ်ဆိုတော့ဒါဘန်နီမင်ရှယ်ကိုနီနဲ့ဒါဒီနေ့ရာဒီမှာဒါယူနိုက်တက်ကိုပြောင်းရွှေ့လာတဲ့အနေအထားမျိုးမှာသူ့အနေနဲ့ပရီးမီးယားလိနဲ့ဒါကျွန်တော်တို့ဟိုမြန်မာစံတန်းအဝင်ဖို့စ조사ခဲ့ပြီမယ်လေသူ့ရဲ့ဒီလှုပ်ရှားမှုနှေးပွေးမှုတွေကဒါသူ့ကိုဒဏ်ရာရသွားစေရလဲဖြစ်ပါတယ်အဲ့တော့ဒါသူ့အနေနဲ့ဒါ88မိနစ်မှဒဏ်ရာရတယ်ဒဏ်ရာရပြီးတော့ဟိုထွက်ခွာသွားတဲ့အနေအထားမျိုးမှာသူစားလဲစရာငါးဦးပြည့်သွားပြီဖြစ်တဲ့အတွက်သူ့ကိုထပ်ပြီးလဲလို့မရတဲ့အနေအထားမျိုးမှာ ူနိုက်တက်ဒီလက်ကျန်ဒါ88မိနစ်နောက်ပိုင်းနေကိုဒါဆက်ရောက်ထဲနဲ့ကစားခဲ့ရတဲ့အနေအထားမျိုးမှာဒါမိနစ်90 plus 1ပေါ့နော်ဒါကျွန်တော်တို့နာကျင်ချိန်ပို10မိနစ်မှာကျွန်တော်တို့ပြန်ပြီးတော့ခြေပါကိုပြန်ပေးလိုက်ရတဲ့အနေအထားမျိုးအအနိုင်ကိုပေးလိုက်ရတဲ့အနေအထားမျိုးဒါရှိလာခဲ့တယ်ပေါ့နော်အဲ့အချိန်မှာဒါ one ဖြစ်နေတဲ့အနေအထားမျိုးကနေဒါကျွန်တော်90 plus 1မှာဒါကျွန်တော်တို့21ဖြစ်စေမဲ့ကိုခွင့်ပြုလိုက်ရတာပေါ့နော်ဆိုတော့ဟိုဒီနေ့ပွဲအဲ့ဒီအဲ့ဒီပွဲစဉ်ကတော့ဒါ မတ်ဂစ်ဒီလေးသာမကယ်ခဲ့ဘူးဆိုရင်တော့ဒါဒီပွဲစဉ်မှာဘန်ဂျမင်ရှက်ကိုတီတိမ့်တီဘီလိန်ဖြစ်သွားနိုင်တဲ့အနေအထားမျိုးရှိပါတယ်ဆိုတော့ဒီလမ်းမဲ့ဘက်ဒီဒါပရီးမီယာလိဂ်ပွဲစဉ်ညနာထားပြီးနိုင်ငံတကာပွဲစဉ်တွေတောက်လျှောက်ဟိုလာနေဦးမှာဖြစ်တဲ့အတွက်အဲဒီကြားထဲမှာဒါဘန်ဂျမင်ရှက်ကိုအနေနဲ့ပြန်ကောင်းလာမလားဆိုတော့ကျွန်တော်တို့ဟိုမျောလင့်ကျင်စရာကောင်းနေပြီမဲ့လေလက်ရှိမှာသူ့ရဲ့သတင်းတွေအရာကတော့တိတ်ပြီးတော့မျောလင့်လို့မရဘူးအဲ့တော့အဲ့ဒီပွဲစဉ်မှာဆိုရင်ဒါကျွန်တော်တို့ ဟိုနောက်ခံစားသမား Harry Maguire လည်းတန်ရာရသွားရဲဆိုပေမဲ့ Harry Maguire ဒီအဲ့လောက်အစိုးရမဟုတ်ဘူးဒါကြော့သားတန်ရာရလေးပဲဖြစ်တဲ့အတွက်သူဒီဒါဒီနိုင်ငံတကာပွဲစဉ်တွေပြီးပြန်လဲပါဝင်လာဖို့ရှိနေတာလည်းဖြစ်ပါတယ်ဆိုတော့ Benjamin Shaq ကိုအနားယူလိုက်တဲ့အနားယူသွားရမယ့်အနေအထားမျိုးမှာကျွန်တော်တို့ United တိုက်စစ်ပြီးစိုးရင်စရာရှိလာပါပြီ။ဒါဆိုတော့ကျွန်တော်ပုံမှန်ရှင်းသမ်းမရှိတဲ့ဒါကျွှေကျွှေသေးပဲရှိနေတာဖြစ်ပါတယ်။ဒါအပြင်ကမှကျွန်တော်တို့ဒါနံပါတ်1မှာကစားနေတဲ့ကျွန်တော်တို့အာဘိုင်ယန်ဘူမိုရဲ့ ျွန်တော်ဘာလို့ကမှစော့နေတဲ့ဒီအာမတ်ဒီယာလူရဲ့ဒါအပြင်မှာမဇရာဝီရဲ့ပေါ့နော်၃ရောက်ပြီးလာမဲ့ဒီဇင်ဘာလကြာလို့ရှိရင်ဒါအာဖရိကဖလားပြိုင်ပွဲကိုတွားရောက်ပြီးတော့ရှင်ပြိုင်မှာဖြစ်တဲ့အတွက်ဒီနေရာတွေမှာလည်းလူလိုတာအုံမှာဖြစ်ပါတယ်ဆိုတော့ဒီလိုအနေထားမျိုးမှာ United ဒီဒီပြဟိုဘင်အမိုရီအနေနဲ့လူငယ်ကစားသမားတွေကိုနေရာပေးမလားဆိုတာကတော့ဆက်လက်ပြီးတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဒါပေးသေးခြင်းတဲ့အနေထားမျိုးဒါရှိလာခဲ့ပြီဖြစ်ပါတယ်ဆိုတော့ ဒီလိုအနေအထားမျိုးမှာကျွန်တော်တို့ကချီတို့ OB တို့အတွက် အခွင့်အရေးကောင်းတွေရလာမလားဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးတော့ဆောင်ကြည့်သွားမှာဖြစ်ပါတယ်နိုင်ငံတကာပွဲစဉ်တွေပြီးရင်တော့ Premier League ပွဲစဉ်အဖြစ်နဲ့ကျွန်တော်တို့က Everton ကို England မှာလက်ခံကစားရမှာလည်းဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးမှာဒါကျွန်တော်တို့ Mason Mount တို့ရှိနေသေးတယ်ဆိုမှပုံမှန်ခြေစွမ်းဒါပြနိုင်တော့ကိစ္စမရှိပါဘူး Mason Mount ဒီလည်းပြီးခဲ့တဲ့ရာသီကတောက်လျှောက်သူ့အနေနဲ့ဒဏ်ရာရနေတာဖြစ်တဲ့အတွက်ဒီ လိုအခြေအနေမျိုးမှာဘယ်လိုမျိုးဒါညီပြခုပင်အန်ပေါ်ရင်ဘာကွက်ထုတ်သွားမလဲဆိုတာကျွန်တော်ဆက်လက်ပြီးအဆောင်ပြေးသွားမှာဖြစ်ပါတယ်။ဒီလိုထုတ်ပဲတင်ရှိပါခင်ဗျ။